ဒေါ်ကြီးသိုးတို့ကန်းနီကန်းနီစပေခီးသည်လည်းကျွန်တော်အတွက်အောင်မေ့စရာဟောပြောပွဲကြီးဖြစ်ခဲ့ရပါ၏ကန်းနီသည်ထီချိုင်းမြို့အထက်ဆယ်မိုင်အကွာ အေရီမြစ်အရှိဘက်ကန်းရွာကြီးဖြစ်သည်ဒီခီးစဉ်အကြောင်းကိုစဉ်းစားသည့်အခါဂုနှစ်ကိုသတိမရတော့ပါဇနီးထံရောက်ရရက်ကရေခဲ့သည့်စများကိုကိုးကားနိုင်တော်လေစာရီကိုရှာရရွေးရမည်တို့ခါကြောင့် အတိအကျမရှိရသည်ကိုလည်းခွင့်လွှတ်စေခြင်းမ၏အတူဟောပြောခဲ့ရသည့်စာပေဟောပြောပွဲ ခရီးကို အတူတွဲပေါ်စာရေးဆရာများထဲမှလည်းဆရာမြတ်ခိုင်ဆရာမောင်စိန်ဝင်းပရိကုံနှင့်တွားခဲ့ရတာကိုပဲမှတ်မိတော့သည် နောက်ဆရာတူပသည်သည်ထင်တော်လဲအစဖို့မရဖြစ်နေရသည် ကျွန်တော်တို့သုံးဦးတည်းလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည် ထားပါတော့တကယ်တော့ကျွန်တော်တို့ခီးစဉ်မှာကတနှင့်ထီးကြိုင်တာဖြစ်သည်ကတမျိုးမှာအရင်ဟောရသည် နောက်တရက်မှထီးချိုင်းကို မြစ်ချောင်းကကူးကြရမည်။ခြေကြောက်တက်တော့ကျွန်တော်ကို ငဲ့တော့အဖြစ်ဆရာမြတ်ခိုင်ကတင်မောကြီးကြီးတစင်းစီစဉ်စေသည်။ကတာမျိုးတွင်အော်ပြောရမည်နှင့်နေလေခင်လောက်မှကန်းနီစာပေအော်ပြောပွဲဖြစ်မြောက်ရေးအဖွဲ့မှတာဝန်ရှိသူများကကျွန်တော်တို့တဲခိုရာမာကစေတိုင်းမိသားစုအိမ်သို့ရောက်လာကြကနောက်တနေ့ထီးချိုင်းမျိုးကိုအကူ ကန်းနီရွာကန်းတို့ခေတ္တများဖြစ်စေ တက်ရောက်ကဟောပြောပေးကြပါယံမေတ္တာရက်ခံလာကြသည်ဖြစ်ရာကျွန်တော်တို့မှ အဖြစ်ပေးရန်ခတ်နေကြသည် မဟောနိုင်တာတော့မဟုတ်မူလဖိတ်ကြားထားသည့်ထီးချိုင်းမျိုးကိုအရောက်နောက်ကျမှဆိုကြတော့ကြောင်းဖြစ်သည်ထီးချိုင်းမှလားကြိုကြသောစပေကော်မတီဝင်များကလည်းကတကိုရောက်နေကြပြီကျွန်တော်တို့ကဟောပြောပေးဖို့မခက်ပါဘူးကန်းနီကိုတက်အောင်ရင်ထီးချိုင်းကိုနောက်ကျနိုင်သလား ဲ့ဒါတော့ကျွန်တော်တို့လက်မတွေ့တတ်တော့ဆရာတို့ကပဲချင်းချင်ညာပါကတာနဲ့ထီကြိုက်သင်မောနဲ့ကတာနဲ့ထီကြိုက်သင်မောနဲ့ဘလောက်ကြကြသွားရတလဲကအစဆရာတို့ပဲတွတ်ပါဆရာမြတ်ခိုင်ကကျွန်တော်တို့အားလုံးကိုစားပြောပြနေခြင်းဖြစ်သည်ထီကြိုက်စပေကော်မတီဝင်များကလည်းကန်းနီကို ဝင်ဟောပေးစေခြင်းညာသည်ကန်းနီကော်မတီကလည်းနိုင်ဝက်လောက်စီပါဆရာတို့ရေဟိုမှာလည်းစီစဉ်နေပါပြီ ဆရာတို့ကခေါင်းငိမ့်တာနဲ့ဒီကချက်ချင်းလွလွတ်ပြီးစီစဉ်ခိုင်းရမှာပါဟုဆိုကြလေ၏ကျွန်တော်တို့အားလုံးစီစဉ်ညှိနှိုင်းပြီးစီကြသည့်အခါမှာတော့ဆုံးဖြတ်ချက်ကြပြီကန်းနီမှာတင်မောကတ်မိတယောက်နိုင်ဝက်စီဟောကြမိပြီးလျင်တင်မောဖြင့်ထီချိုင်းကိုအချိန်မီရောက်အောင်ကူမိထိုညကကတာမျိုးမှဟောပြောရတာအဆင်ပြေသည် နောက်နေ့မနက်မှာတော့နနက်စာကိုစောစောစားကြကရေစိတ်ကိုစင်ညာရပြီ ကန်းနာမှာစိုက်ထားသည့်တင်မောကအကြီးကြီးတင်မောဆိုတော့လေမော်တော်အကြီးစားကြီးဖြစ်သည် စာရေးဆရာများကန်းနီစာပေကော်မတီများကတားစာပေကော်မတီများစာရေးဆရာများကန်းနီစာပေကော်မတီများကတားစာပေကော်မတီများလာကျိုနေညာတော့ထီးကျန့်ကော်မတီဝင်များဖြင့်တင်မောတစ်စင်းလုံးပြောစရာကောင်းနေတော့သည် ထမင်းနေဟင်းနေပါတင်းလာကြသည်ဖြင့်စားလိုက်အိတ်လိုက်တခြင်းနေဆိုလိုက် ကျွန်တော်ရေကြောက်တယ်ဆရာတို့ရဲ့ဘေကင်းရန်ကင်းလေးတော့စီစဉ်စီခြင်းနဲ့ဟုအမတ်မတ်တင်ကျွန်တော်ပြောလိုက်သည့်စကားကြောင့်မြို့ကံများနဲ့ဆရာမြတ်ခိုင်တို့စီစဉ်လိုက်ကြသည့်တင်ပေါ်မှာကျွန်တော်မျှော်လင့်ထားသည့်တဲ့ကြီးမားလွန်းနေသည့်ဒီအတွက်စီစဉ်ထားကြသူများကိုကျေးဇူးတင်ရပါသည်နောက်တစ်ချက်ကကျွန်တော်တို့ဆရာဆရာများဤဆုံးဖြတ်ချက်ကန်းနီမှာတက်ရောက်ဟောပြောပေးဖို့စီစဉ်냐သူများကန်းနီရွာသူရွာသားများကိုချစ်ခင်လေးစားသိပ်ဖြင့်လက်ခံခြင်းတည်လဲ တကြောင်ပါတယ်လို့ဆရာကြီးရွှေဦးရောင်ဤဇနီဒေါ်ကျွယ်စိုးဤရွာဆိုသည့်အချက်ကလည်းကျွန်တော်တို့မှမငင်းတာရတယ်လို့ဖြစ်ကြရသည်ကန်းနီဆရာကြီးရွှေဦးရောင်ဤစာရီထဲမှာဖတ်ရသည့်ရွာဆရာကြီးရွှေဦးတောင်ကသူကိုယ်တိုင်တိုက်မှထွက်လာခဲ့ပြီးចောင်းနေဘက်တငယ်ချင်းဖြစ်သူတက်တော်ဝင်တော်ကိုဝင်းမော့ကိုအကြောင်းပြုကမြားတောင်ကိုရောက်လာခဲ့သည်မြားတောင်မှာအိမ်အောင်ကြာက1922ခုနှစ်မှာ တစ်ကုံတဲ့များဤသားဆက်ရောက်ဖြင့်အင်္ဂလိပ်ကြောင့်ထူထောင်ခဲ့သည်ဒီကြောင့်ကကန်းနီမှာကျွန်ုပ်သည်အသားကျမျက်စိချင်းကိုဝါသနာပါသည့်အလျောက်မြင်းတကောင်ဝယ်ယူ၍ရွာပြင်ဘက်၌မြင်းလန်းဖောက်လုပ်ပြီးလျင်ညနေခင်းအချိန်များတွင်တရွာလုံးရှိမြင်းကြီးမြင်းကလေးမြင်းပြိုမြင်းအိုနှင့်တကွမြင်းမီးရပိတ်မီးရ၆မှတ်ကြံမြင်းလန်းသို့ထွက်၍စီလဲချကြသည်မှာ တရွာလုံးစုညံလျက်ရှိတော်သည်ဆရာကြီးရွှေဦးရောင်၏ထုတ်ပတ်တိဖြစ်ပါသည်ကန်းနီမှာမျက်ရည်ကြည့်ပြီးဆိုတော့ចောင်းသားများနှင့်လေလောသည်တမ္မန်ခတ်သည်ရွတ်တိုက်ကြသည်ចောင်းသားများထံမှလာသာ140ကျပ်လောက်ရသည့်အတွက်ဒေသအလျောက်ချောင်းလဲစွာနေထိုင်ခဲ့ရကြောင်းကိုလည်းကျွန်တော်မှတ်မိနေသည်ဒီနေရာမှာပဲဗျဆရာကြီးမျက်စိကျင့်တဲ့နေရာဆရာမြတ်ခိုင်ကညီညာပြန့်မြို့နေသည့်ကွက်လက်ရှိကြီးကိုပြငါကျွန်တော်တို့ကိုပြောနေခြင်းဖြစ်သည် ကျွန်တော်ကတောအုပ်ဦးသိန်းဖေဤလောက်စာနှင့်အုံသင်မျက်နှာကောင်ပြိုင်ပွဲကိုတရေရသည်ဦးသိန်းဖေဤလောက်စာနှင့်ဦးဖေသိန်းဤလက်ကြီးတို့လည်းဒီရွာမှာပဲနှဲခဲ့ကြသည်သည်ခြားကြီးချွေဦးတော်က ကန်းနီတို့ရောက်လာတတ်ကြသောပညာအုပ်တောအုပ်ပလိတ်အင်စပိတ်တော်အကောက်ဝင်တော်အကောက်စရေစသူများသည်အခြားနေရာ၌မတဲခိုကြပဲခြားကြီးကိုပိုင်ကြောင်ကလေးမှာပဲတဲကြကြောင်ရေးခဲ့ဘူးသည် 1922ခုနှစ်တည်သူဘဝဤကျင်းနှဖွဲ့သောနှစ်ဟုပင်ဆိုခဲ့သည်ထိုနေ့ကကြောင်းလုံးပြေးအောင်နားထောင်ကြသူကန်းနီရွာသူရွာသားများကိုကျွန်တော်တို့ကလည်းအားရပါရဟောခဲ့ကြသည်나이ဝက်စီရမဟုတ်အတွေ့တက်လောက်ဟောခဲ့ကြရာထီချိုင်းအဝင်မှာမိုးကြီးစုပ်စုပ်ချုပ်လေသည်ထီချိုင်းမျိုးစိတ်ကမ်းမှာလက်နှိပ်မီတဝင်းဝင်းဖြင့်ကြိုကြားသူတွေအပြည့်ထီချိုင်းတည်လဲစပေးချစ်တော်မျိုးဖြစ်လေသည်ပြီးခဲ့သည့်နှစ်နှစ်သုံးနှစ်ကကတားခိုင်နယ်က ကြောက်တုံးကြီးမိုးတာနှင့် အင်းရွာများကိုကျွန်တော်စာပေဟောပြောဝဲခီထွက်ခဲ့ရသည်အင်းရွာမှာနေပွဲဟောသည့်အခါ1924ခုနှစ်ဩဂုတ်လတရနေ့ကအင်းရွာရှိဦးသိန်းဖေကိုတွားရောက်နှုတ်ဆက်ကြပြီး ကန်းနီမှာတဆင့်အဆန့်တင်းမောဖြင့်ရွာကို ခွာခဲ့ကြတော့ဇနီးမောင်နှံကိုဖြတ်ခနဲသတိရလိုက်မိသည်ဆရာကြီးရွှေဦးတောင်နဲ့ဆရာကြီးချစ်စနီတော်ကြီးဆိုကန်းနီရွာကိုဖြတ်ခနဲရောက်ခဲ့ရတော့လဲ ယောသားအေဂျန်လာတော့ဒီရွာကလေးကိုကျွန်တော်မကြာခဏသတိရနေတတ်ပါသည်အထူးသဖြင့်ဆရာကြီးရွှေဦးတောင်ဤစာတွေကိုဖတ်တိုင်းသတိရမိတည်ကြည်ဖြစ်၏ပြီးတော့ဘာရဲ့ဘယ်ရဲ့မဟုတ်လွမ်းစိတ်ကလေးပင်ဝေ့နေခြင်းသေးသည်နေဝင်းမြင့်